ပြင်းထန်စွာဒဏ်ရာရနေတဲ့အားလုံးဟာပြန်လည်သတိရလာချိန်မှာတော့အမျိုးမြင်မသိရဲ့လူသားတအုပ်ကကဲတင်ပြီးပြုစုဆောက်ရှောက်နေရကိုသူတွေ့ခဲ့ရပါတယ်။မီလာလို့ခေါ်တဲ့လူသားမင်းကြီးတအုပ်ပဲဖြစ်ပါတယ်။အားလုံးဟာမီလာကိုသူဟာလူသားစင်စင်မဟုတ်ပဲလူသားတဝက်မိစ္ဆာတဝက်ဖြစ်တာကြောင့်မို့သူ့ကိုမကြဘူးလားလို့မိရ။မီလာဟာလည်းသူ့ရဲ့ကြောင်လေးကိုလည်းညှို့ထိုးကသူလည်းလူသားတဝက်မိစ္ဆာတဝက်ပဲလို့ပြောလိုက်ပါတယ်။ မီလာဟာအာလော့ကိုကျမ်းမာနေကောင်းလာသည့်အထိစိတ်ဆင်တင်တာအရင်ခံကပြည့်စုံဆောက်ရှောက်ခဲ့ပါတယ်။သူတို့ရဲ့ဆက်ဆံရေးဟာလည်းချစ်ဆက်လမ်းမျိုးမဟုတ်ပဲအကိုတဦးနဲ့ညီမငယ်တာမမဟုတ်ဖခင်တဦးနဲ့တမင်းငယ်လိုမျိုးရင်းနှီးနှွေးထွေးတဲ့တန်ရုံးစင်တွေဖြစ်ပါတယ်။မီလာဟာအာလော့ရဲ့ဘဝမှာချွန့်ချက်မရှိလက်ခံမှုကိုပေးတဲ့တဦးတီးသောပုံကိုတဦးပါ။ သူမရဲ့ဖြူစင်မှုနဲ့ယူသားမှုတွေကလူသားတွေပေါ်မှာထားတဲ့အားလို့ရဲ့အမြင်ကိုစတင်ပြောင်းလဲစီလာခဲ့ပါတယ်။သို့တော်လည်းအပျော်ရှင်မှုဟာကြာရှည်မခံခဲ့ပါဘူး။အလင်းရဲ့ဖျားဆောင် crush light တီမီလာကနတ်ဆိုးတူအူကိုလက်ခံထားတယ်ဆိုပြီးသိရှိသွားတဲ့အခါသူမကိုမိစ္ဆာတိတိတူအဖြစ်စီရင်ကွပ်မျက်ခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာအားလို့အတွက်အဆိုးဆုံးဆုံးတီတွန်းအားဖြစ်ခဲ့ပါတယ်။နတ်ဆိုးတွေရဲ့တစ္ဆာဖောက်ခြင်းကိုခံခဲ့ရပြီးနောက်အခုတခါ